မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြထံတော်ပါမှာကံတော်စိတ်ဝိညာဉ်မှစခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံခန်းကြီး9အပိုင်ငယ်3ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အိုးဒါဝရပြနနက်အခါအကျွန်ုပ်စကားတန်ကို ကြတော်မူရပါ၏နနက်အခါကိုတော်ကို မျက်မှောက်ပြု၍မျှော်လင့်ပါမည်ကျွန်တော်အခန်းကြီး3 4 5ကိုစက်တိုက်ဖတ်ခဲ့ပါတယ်အိမ်မှာစာလန်ဆရာကြီးရဲ့ဆုတောင်းခြင်းအကြောင်းကို တွေ့ရပါတယ်သူရဲ့အသက်တာမှာဘုရားသခင်ကို မျှော်လင့်တဲ့အကြောင်းသူရဲ့အသက်တာမှာဘုရားသခင်ထံမှအကူအညီကိုလိုအပ်တဲ့အကြောင်းစသဖြင့်သူရဲ့ဆုတောင်းစကားတွေကိုကျွန်တော်ဖတ်ရတဲ့အခါမှာခွန်အားရပါတယ်အဲ့ထဲမှာမှ ကျွန်တော်ဒီကြောက်ပိုက်လေးကို ခွန်အားယူဖြစ်ပါတယ်သူကဘာပြောလဲဆိုတော့နနက်အခါကျွန်ုပ်စကားသံကိုကြားတော်မူရပါ၏နနက်အခါကိုရောကို မျက်မှောက်ပြု၍မျော်လင့်ပါမည်လို့ပြောတဲ့အတွက်သူဖျားခင်နဲ့အချိန်ယူတဲ့အချိန်ဟာမနက်အခါဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်တဏိတာရဲ့အစာပြုခြင်းကိုဖျားခင်နဲ့အစာပြုတယ်ဆိုတာကိုဖော်ပြထားတဲ့အတွက်အင်မတန်မှကျွန်တော်တို့အတွက်ပုံသက်သေယူစရာဖြစ်ပါတယ် ကျွန်တော်တို့မိုးလင်းလာတာနဲ့ဘယ်သူနဲ့မှစကားမပြောခင်ဘုရားသခင်နဲ့စကားပြောဖို့လိုပါတယ်ဘု து အတန်မှမကြားခင်ဘုရားသခင်ရဲ့အတန်တော်ကိုကြားဖို့လိုပါတယ်ဘာအလုံးမှမလုပ်ခင်ဘုရားသခင်နဲ့ကျွန်တော်တို့တူဦးဒီအချင်းယူပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေအတွေ့တဏိတာအတွေ့ဆူတောင်းဆက်ကပ်ဖို့လိုပါတယ်ဒါမှသာလျှင်ကျွန်တော်ရဲ့တဏိတာလုံးဟာအန်ဒီယကင်းစွာဘေးလွတ်လုံခြုံစွာနဲ့ရှင်သန်နေနိုင်မှာဖြစ်ပါတယ် မကောင်းမှုတွေကိုရှောင်ဖယ်ပြီးတော့မှဘုရားအလိုရှိတဲ့အရာတွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။ဟေရှာယအနာဂတ်ကျမ်းထဲမှာဆိုရင်ဘယ်လိုပြောထားလဲဆိုတော့ဘုရားသခင်ကမနှစ်တိုင်းငါကိုနှိုးတယ်တဲ့။ဇာတင်သားကဲ့သို့နားထောင်စေဖို့ငါရဲ့နားကိုနှိုးတယ်လို့ပြောပါတယ်။ပြီးတဲ့အခါမှာပင်ပန်းသောသူကိုမဆပ်ဖို့ရန်အတွက်ဘုရားသခင်က လူတက်ရဲ့နှုတ်သက်တီကိုပေးတယ်လို့လည်းပြောတာတွေ့ရပါတယ်။သူကတော့မနဲ့စောစောဘုရားသခင်နဲ့အချင်းယူပြီး တနေ့တာလုံးမှာဘုရားသခင်ရဲ့စကားတော်တွေကို သူတို့ဘာတွေကိုပြန်ပြောပြဖို့နွမ်းနယ်ပင်ပန်းနေတဲ့သူတွေကိုဘုရားသခင်ထံတော်ပါမှာမျှော်လင့်ခြင်းစကားတွေဝမ်းမြောက်ခြင်းစကားတွေကိုပြောပြဖို့သူ့ရဲ့သက်တာမှာပြင်ဆင်နေဆိုတာကို တွေ့ရပါတယ်။ဝိညာဉ်ရေးရာခေါင်းဆောင်တွေကတော့များသောအားဖြင့်မနှက်စောစောထပြီးဘုရားသခင်နဲ့အချိန်ယူတတ်ကြတာတွေ့ရသလိုဘုရားသခင်ကိုချစ်တဲ့သူဘုရားသခင်ကိုကိုးစားတဲ့သူတွေကလည်း မနဲ့စောစောဘုရားသခင်နဲ့ထား၍အချိန်ယူတတ်တယ်ဆိုတာကိုတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့ကျွန်တော်ရဲ့တဏိတာရဲ့အစကိုဘုရားသခင်နဲ့အစပြုရတာကအင်မတန်မင်္ဂလာရှိပါတယ်။မယုံကြည်သူတွေဆိုလို့ရှိရင်မနဲ့စောစောအေးရထပြီဆိုတာနဲ့တရားခွေတွေဖွင့်မယ်၊ဘုရားရှိခိုးမယ်၊စိုင်းနေဖွင့်ပြီဆိုတာနဲ့ထိုးနည်း၎င်းပဲဘုရားတရားကိစ္စအရင်လုပ်ပြီးမှအယောင်းဝယ်တွေလုပ်ကြတာတွေ့ရပါလိမ့်မယ်။ဒါက ဘုရားကိုကြည်ညိုခြင်းကိုးစားခြင်းရဲ့လက္ခဏာဖြစ်ပါတယ်။ယုံကြည်သူမိဘညီကိုမောင်နှမတွေအနေနဲ့ကလည်းဘုရားသခင်ကိုကိုးစားတယ်၊ဘုရားကိုယုံကြည်တယ်၊ဘုရားသခင်နဲ့အတူတွားလာတယ်ဆိုရင်တော့မနဲ့စောစောအိယာထားတဲ့အချိန်မှာဘုရားနဲ့အချိန်ယူဖို့လိုပါတယ်။တချို့တွေကတော့မနဲ့အိယာထားနောက်ကြတာနဲ့အလုတ်သွားရမှာနဲ့ကမန်ကရန်လုတ်ပြီးတော့မှညအိယာဝင်တဲ့ခါကြမှာပဲဆူတောင်းတာတို့ ဘုရားနဲ့အချင်းယူတာတို့လုတ်တက်ကြတာရှိပါတယ်။ဘာဖြစ်ဖြစ်ဖြစ်ဘုရားနဲ့အချင်းယူတာကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့ရဲ့မနှက်ခင်းဟာဘုရားသခင်နဲ့အချင်းယူပြီးမှတဏိတာကိုအစာပြူတာက ပို၍ကောင်းပါတယ်။ဒါကြောင့်မလို့ကျွန်တော်လည်းပဲမနှက်တိုင်းအိယာနိုးတာနဲ့နှုတ်ကပတ်တော်ကို ကြားနာရဖို့ရန်နှုတ်ကပတ်တော်ထုံ့နှင့်ခွန်အားပေးနေတာလည်းဖြစ်ပါတယ်။ကျွန်တော်ကိုယ်၌ကလည်းမနှစောစောအိယာထဘုရားနဲ့အချင်းယူ နှုတ်ကပတ်တော်ခံယူပြီးတော့မှအတန်သွင်းကိုယ်တိုင်ခံယူရတဲ့အရာကို ပြန်လဲဝေမျှနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့နေ့စဉ်အသက်တာကိုဘုရားသခင်နဲ့အစပြုခြင်းကကျွန်တော်ရဲ့မနက်တိုင်းဟာမင်္ဂလာရှိနေစေမှာဖြစ်တယ်လို့တနေ့တာလုံးဟာလည်းဝမ်းမြောက်ခြင်းနဲ့ပြည့်စုံနေမှာဖြစ်ပါတယ်ဘုရားနဲ့အစပြုခြင်းနဲ့သွားတဲ့အခါမှာဘုရားသခင်နဲ့ပဲအဆုံးသတ်ပြီးဝမ်းမြောက်ရမှာဖြစ်တယ်လို့အားပေးတိုက်တွန်းပါတယ်မနက်စောစော ဘုရားသခင်ရဲ့အထံတော်ကို တိုးဝင်ဖို့ ပြင်ဆင်ကြရအောင်ဖျာရှိကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်ပါတယ်ဒီနေ့တနေ့တာအစာပြုတဲ့အခါမှာကိုရောရဲ့အထံတော်ကိုကြားပြီးတော့မှကိုရောကိုမျှော်လင့်ပါတယ်ဒီနေ့တာလုံးကိုရောရှင်လမ်းပြပို့ဆောင်ကောင်းချီးပေးပါကိုရောအတူရှိပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာလဲကိုရောလမ်းပြပို့ဆောင်ပါမိအကြောင်းလိုအပ်တဲ့မဆာချင်းအမျိုးမျိုးနဲ့ ပတ်ရပါမိအကြောင်းတပည့်တော်သားတော်သခင်ယေရှုခရစ်တော်နာမ၌တနေ့တာကိုစက္ကအနံဆုတောင်းပါ၏အာမင်